ကိုယ်စိတ်ကိုတတိထားအကက်ခတ်ခြင်းမို့လို့စိတ်အခြေအနေကကောင်းတယ်ဆိုလို့ရှိရင်ကောင်းတဲ့ဘုံဘဝရောက်တယ်စိတ်အခြေအနေမကောင်းဘူးဆိုရင်မကောင်းတဲ့ဘုံဘဝရောက်လောကလူတွေရဲ့တန်တရာဘဝခရင်းမှာစိတ်အခြေအနေကဆုံးဖြတ်ပေးနေတဲ့သဘောသစ္စာပြာကိုယ်တိုင်းကိုယ်ကစိတ်ကြည်နူးနေတဲ့အချိန်မှာကောင်းတာကိုပဲမျှော်လင့်နိုင်တယ်တဲ့ စိတ်ညှင်းနှံနေပြီဆိုရင်မကောင်းတဲ့အနေအထားမျိုးမျောလင်းရမှာဖြစ်တယ်။စိတ်နဲ့ပတ်သက်ပြီးတော့အရေးတကြီးဟောထားတာဖြစ်တယ်။အဲ့တော့စိတ်အကြောင်းကိုဟောသည့်အတွက်ကြောင့်ယုတ်ကိုအတိမတ်မပြုတ်ဘူးလို့ဒီလိုအသေးပဲမရအောင်။စိတ်နဲ့ယုတ်လူရဲ့ခန္ဓာကိုယ်မှာဆိုတော့ mind နဲ့ body လူရဲ့စိတ်နဲ့အသည့်စိတ်နဲ့ခန္ဓာကိုယ်ကြီးနှစ်ခုဟာပေါင်းစပ်ထားတာမှန်တယ်။ပေါင်းစပ်ထားသည့်အတွက်ကြောင့် ရုပ်အခြေအနေကအဓိကကြသလားစိတ်အခြေအနေကအဓိကကြသလားဆိုပါစို့လောကမှာလူတွေဟာနေ့စဉ်ပြင်ဆင်နေကြတာဘာကိုပြင်ဆင်နေကြသလဲဆိုရင်ရုပ်ကိုပဲပြင်ဆင်နေကြတာမလှလှအောင်ရုပ်ကိုပြင်ဆင်နေတာအဝဇ္ဇတွေဝတ်ကြတယ်လက်ပအောင်ခြေလှယ်ကြတယ်အားလုံးကရုပ်ကိုပဲပြင်ဆင်နေကြတာဖြစ်တယ်အဲ့ဒီရုပ်ပြင်ဆင်မှုရဲ့တန်ဖိုးကဘယ်ထိသွားနိုင်သလဲ စဉ်းစားကြည့်ဖို့ရဒီယုတ်ကြီးဟာပြင်းရင်ပြင်းရင်နဲ့တဖြည်းဖြည်းတော့အိုးနေတာပဲချက်ချင်းကြီးတော့အိုးသွားတာမဟုတ်သည့်အတွက်ကြောင့်ဒီပြင်းလို့မဆုံးအောင်ပြုပြင်နေကြတော့မှရှိသေးတယ်အေးအလပြင်းတဲ့အခါမှာချင်းလက်ဒေသမှာနေကြတဲ့ဘုရားဘာသာဝင်မိသားစုတွေကတော့ တမန်တနခါလေးလင်းယုံနဲ့အလှပြင်ကြတာဒီနေ့တတ်တဲ့ရဖြစ်အောင်တော့ပဲအလှပြင်ကြတာဖြစ်တော့ဟိုခင်မိတိုးတက်တဲ့နိုင်ငံမှာရောင်းနေတဲ့လူတွေကြတာကိုမျက်နှာကိုချိန်တယ်လို့လက်စတိတ်ဆာဂျူရီတွေအနာခံပြီးတော့လုပ်နေကြတာနော်နှာခေါင်းပုံစံမချွန်ချွန်အောင်ပြင်တာအချွန်ကြိုက်တဲ့လူကအချွန်ဖြစ်အောင်ပြင်မျက်နှာကလေးတောင်ဆက်ဆက်ဖြစ်နေမျက်နှာလေးချွန်းလာအောင်လုပ်တယ်မျိုးစုံပဲပေါ့ မျက်နာချွန်းနေပြန်လို့ရှင်လေမျက်နာဒီလေးတော်ဆက်ဆက်မျက်နာဝိုင်းဝိုင်းရအောင်ပြင်ရတယ်ဆိုတာခဏိခင်မှာအသားအနာခံပြီးတော့အကြီးပြားကစပြီးအသားမဲတဲ့လူတွေကအသားဖြူအောင်ပြင်ရတယ်အသားဖြူတဲ့လူကမဲချင်တော့လည်းမဲအောင်ပြင်ရတယ်ဆိုအမျိုးစုံပြင်နေကြတာစိတ်တိုင်းကြအောင်လူတွေကကိုရထားတဲ့အနေတစ်ခုပေါ်မှာကျဉ်တ်နိုင်စွာမရှိကြဘူး ဒါဘဝမှာစဉ်းစားကြည့်ပေါ့နော်စိတ်ရဲ့အခြေအနေလိုက်ပြီးတော့လူတွေကလုံးဆောင်နေကြတာဖြစ်တယ်နေ့စဉ်ဘဝမှာလည်းကြည့်လိုက်မယ်ဆိုလို့ရှိရင်စိတ်အခြေအနေရလူတွေဟာလှုပ်ရှားသွားလာနေကြတာဖြစ်တယ်စကားပြောမယ်ဆိုရင်လည်းစိတ်ထဲကအရင်တွေးတယ်တွေးပြီးတွေးတဲ့အခါမှာကိုတွေးတဲ့အတွေ့ကလောဘနဲ့တွေးရင်လိုချင်တဲ့စကားသောတာနဲ့တွေ့ရင်အမုန်းစကား ဲ့လိုကွပြခြားနာတဲ့အတွေးတွေနဲ့စကားသံတွေဟာထွက်ပေါ်လာကြတာဖြစ်တယ်။ဒါကြောင့်မို့အမုန်းစကားတွေဒေါသတွေနဲ့တွေးတဲ့လူတွေကြတော့အမုန်းစကားတွေပြောပြီးတူနဲ့တူရံဖြစ်ကြ။ခရံဒေါသဖြစ်ကြနောက်ဆုံးသိကြရသည်ထီအောင်တိုက်ကြခိုက်ကြဒီလိုလုပ်ကြတာဒီကမ္ဘာလုံးမှာဒီပုံစံအလုံးချုံကုန်ပြီးတော့ကြည်လိုက်။နေ့စဉ်မှာသရဝါတွေဟာ စိတ်အခြေအနေရလှူရှားနေကြတယ်ဆိုတာဓမ္မထေချာအေလောဘရှိတဲ့ပုဂ္ဂိုလ်တွေကတော့မိမိဥစ္စာရလိုမှုနဲ့ပြောကြတယ်ဆိုကြတယ်ရထားတဲ့ပစ္စည်းဥစ္စာတွေဒီတိမ့်ပိုက်ထားမှုနဲ့ပြောကြတယ်ဆိုကြတယ်နောက်ဆုံးဘလောက်ထီအောင်ကြီးကျယ်တုံးဆိုလို့ရှိရင်ကိုယ့်ရဲ့ရပိုင်ခွင့်ဆိုတာကိုတိုက်ပွဲဝင်ပြီးတော့တောင်းယူကြတယ်အေး တချို့နိုင်ငံမှာဆိုရင် ကိုကျိုးစီးပွားကိုကာကွယ်တယ်ဆိုတဲ့စကားသံလေးနဲ့ကိုကျိုးစီးပွားကိုမထိနဲ့ထိရင်အဲ့ဒီပုဂ္ဂိုလ်ချေမုန်းပြစ်မယ်ဆိုပြီးတော့ဒီအစွမ်းထက်တဲ့လက်နဲ့ကြီးတွေပါ တီထွင်ပြီးတော့ကိုကျိုးစီးပွားကာကွယ်ဖို့ဆိုပြီးလုပ်နေကြတာတကယ်ကတော့လောဘကြောင့်ဖြစ်နေတာလောဘနောက်မှာဒေါသပါနေတယ်ဆိုတာစဉ်းစားကြည့်လောဘကိုဖယ်လိုက်တာနဲ့ဒေါသအတော်ရော့သွားတယ် နော်လူတွေဟာဘဝမှာနေစင်တဲ့ဘဝမှာလူချင်းတဲ့စိတ်ကိုမနှိပ်မနှိပ်ခွင့်နိုင်ဘူးဆိုရင် လူချင်းတဲ့စိတ်ပြင်းထန်လာလို့ရဖို့ကြိုးစားလာတယ်ရဖို့ကြိုးစားလာတဲ့အခါမှာ မရဘူးဆိုရင်ဒေါသထွက်တယ်အဲ့တော့လောဘနောက်ဒေါသလိုက်နေဒါကြောင့်မို့မြတ်စွာဘုရားကမဟာတတိပဋ္ဌာနတုတ်မှာခြင်းစင်မှာဘယ်လိုဟောထားလို့ဆိုရင် ကာယေကာယ ानु ပတိဝေရတိအတ္တပိသမ္မသနောတတိမဝိနေယလောကေဘိသာဓောမနတံဆိုရယ်မြတ်စွာဘုရားစကားတော်တွေကိုသိချမြတ်မလို့ပြန်ပြရင်ဘလို့ဒိဗ္ဗရရုံလို့ဆိုလို့ရှိရင်လုံလဝိရိယရှိရှိတတိရှိရှိနဲ့စင်ကြုံတရားအတိညာစွမ်းအားနဲ့ကိုယ်ကာယအပေါ်မှာကာယကိုရှုမှတ်ပြီးတော့ နေထိုင်ရမယ်ထို့သောနေထိုင်ခြင်းအပြင်ထို့ကာယနဲ့ပတ်သက်လာပြီးတော့လူချင်းတဲ့လောဘတွေမုန်းတီးတဲ့ဒေါသတွေမဖြစ်တော့ဘူးသူဆိုဆိုလိုတာဒီထွက်လေဝင်လေဆိုတဲ့ကိုယ့်ရဲ့တဏ္ဍာမှာရှိတဲ့ကိုယ်ကာယနဲ့ဆက်ပြီးတော့ဖြစ်ပေါ်နေတဲ့ထွက်လေဝင်လေလေးကိုရှုမှတ်ပြီးတော့နေလိုက်တယ် ထွက်လေလေးဖြစ်ပေါ်လာတာကိုအယုံစိုက်ထားလိုက်တယ်ဝင်လေလေးဖြစ်ပေါ်လာတာကိုအယုံစိုက်လိုက်တယ်အဲ့ဒီလိုထွက်လေဝင်လေလေးပေါ်မှာမိအောင်အယုံစိုက်မယ်လို့ကြိုးစားတာကအတ္တပလုံးလဝိရိယလို့ခေါ်တယ်တတိမှာအဲ့ဒီပေါ်မှာအမြဲစိတ်ဆိုင်တာကတတိထွက်လေဝင်လေရဲ့သဘောတရားကိုသိနေတာသမ္ပဇာနာလို့ comprehension အဲ့ဒီထွက်လေဝင်လေကိုသိနေတဲ့အတိတ် ပေါင်းလိုက်ရင်ဝီရိယရဲ့တတိရဲ့ပညာရဲ့ဒီသုံးခုနဲ့ကိုယ်တဏ္ဍာမှာရှိတဲ့ထွက်လေဝင်လေလေးကိုရှုမှတ်နေလိုက်တဲ့အချိန်မှာအဲ့ဒီရှုမှတ်နေတဲ့အာယုံလေးပေါ်မှာကာယလို့ဆိုတဲ့ထွက်လေဝင်လေလေးပေါ်မှာလိုချင်တယ်ဆိုတဲ့လောဘလည်းမဖြစ်လာဘူးလိုချင်တာမရချင်းကြောင့်ဖြစ်ပေါ်လာတဲ့ဒေါသဆိုတာလည်းမဖြစ်လာတော့ဘူးလိုချင်တာမှမဖြစ်ရင်မရလို့ဒေါသဖြစ်တာဆိုတာလည်းမရှိဘူးဒါကြောင့်မလို့ ဝိနည်းလောကေအဘိဇာဓမ္မနတံအဘိဇာဆိုတာလူချင်းစိတ်နဲ့ချိတာလောဘနဲ့ချိတာဓမ္မနတာဆိုတာမုန်းတီးတဲ့စိတ်နဲ့စိတ်ခံစားချက်နဲ့ချိအဲ့ဒီလူချင်းနဲ့လောဘစိတ်နဲ့ချိတာလည်းမဟုတ်ဘူးလူချင်းနာမရလို့သုံးဖို့ဆုံးရှုံးသွားလို့ဒေါသထွက်တဲ့စိတ်ခံစားချက်နဲ့ချိတာလည်းမဟုတ်ဘူးအတိညာနဲ့ချိနေတယ်ဆိုတာ ဒီအချိန်လေးဟာကိုယ်စိတ်လေးရောလောက်တန်မိုးရှိနေတယ်ဆိုတာစဉ်းစားကြည့်ပေါ့နော်။ဒါပြည့်စော်ဗျာဟောထားတယ်မှာ။ဒီအဲ့ဒီအချိန်လေးမှာဒီစိတ်ကလေးကလောဘလည်းကင်းနေတယ်ဒေါသလည်းကင်းနေတယ်စိတ်ခံစားမှုတွေဟာတည်ငြိမ်ပြီးတော့အေးချမ်းနေတယ်အနေထားမျိုးတွေတခုရောက်သွားတယ်။အဲ့ဒါကြောင့်မို့လို့ဒီလိုမထိမ့်သိမ့်မှုဆိုလို့ရှိရင်စိတ်ကတွေးလိုက် လူချင်းစရာအာယုံကိုမှမပြည့်စုံလို့လူချင်းသားတွေတွေးလိုက်လူချင်းနေကိုရထားတဲ့ပစ္စည်းတွေကိုတွေးလိုက်လို့ရှိရင်သိမ့်ပိုက်ထားခြင်းနဲ့သိမ့်ပိုက်ထားတာကိုအကြောင်းပြုပြီးတော့ကိုပစ္စည်းသူများတွေလာယူมาစိုးတယ်ဟောတော့ကရရောနောက်ကလိုက်လာစိတ်မချတာတွေဖြစ်လာကိုသိမ့်ထားတဲ့ပစ္စည်းများ သူများသိမလားလို့စိုးရိမ်တာတခုစိတ်မလုံးစိတ်မလုံး ကိုပိုင်နဲ့ပစ္စည်းလေးပေါ်မှာတွေးမိလိုက်တာနဲ့စိတ်မလုံးကိုနဲ့အတူရှိနေတာဒီပဲနဲ့တစ်ခါတစ်ခါကျတော့ငါပစ္စည်းလေးမှာလုံမလုံချုံရလားလူဆိုးနဲ့တွေ့ပြီးလူမြသွားမလားဆိုစိတ်မလုံးတာရှိတယ်အဲ့ဒါလို့ပစ္စည်းနဲ့ပတ်သက်လာလို့ရှိရင် လောဘကိုအကြောင်းပြုပြီးတော့ဒီမုံနိဖို့ဆိုတဲ့ဒေါသတွေဖြစ်ပေါ်နေတာအဲ့ဒါတွေကစိတ်ရဲ့အငြိကြေးတွေပဲလို့ဆိုလို့ အဲ့တော့ဘုန်းကြီးတို့တွေရဲ့နေစဉ်ဘဝမှာစဉ်းစားကြည့်လိုက်လို့ရှိရင်မျက်စိကမြင်တဲ့အာယုံပေါ်မှာကြိုက်တာလေးတွေ့ရင်ခြေနဲ့ပြီးတော့နောက်ထပ်ရခြင်းနဲ့တွေ့ခြင်းနဲ့ခံစားခြင်းမကြိုက်တာတွေ့လို့ရှိရင်မျက်နှာလွဲပြီးတော့ဒါမျိုးလုံးဝမကြားခြင်းမူမရင်ဆိုင်ခြင်းမူမမြင်ခြင်းမူဆိုတဲ့စိတ်တွေပေါ်လာတယ်ဒေါသအမုန်းစိတ်ကထွက်လာအဲ့တော့လူချင်းစိတ်နဲ့အမုန်းစိတ်ဟာ အာယုံပေါ်မှာနှလုံးသွင်းမှားတာကိုအကြောင်းပြုပြီးတော့လူကျင်စိတ်ထွက်ရင်ထွက်မယ်အမုန်းစိတ်တာကျင်လာမယ်ဒီနှစ်ခုနဲ့လောကလူတွေဟာနေစဉ်မှာရှင်သန်နေတယ်ဆိုစဉ်းစားကြည့်ကိုကိုအမြဲတမ်းစဉ်းစားကြည့်မှန်းထဲမှာကြည့်ပြီးတော့ကိုယ့်ရဲ့မျက်နှာကိုပြင်သလိုကိုယ့်စိတ်လေးကိုလည်းပဲအတိညာဆိုတဲ့မှတ်မှောက်မှာ ကြည့်ပြီးတဲ့အခါမှာငါမနစ်လင်းတဲ့အချိန်ကနေစပြီးတော့ ဘာတွေဖြစ်နေသလဲကိုယ့်ကိုစဉ်းစားကြည့်လိုက်မနေ့လင်းတဲ့အချိန်ကနေစပြီမျက်စိကမြင်လိုက်တဲ့အာယုံပေါ်မှာဘလူအတွေးတွေဝင်သလဲနာကကြားလိုက်တဲ့အသံပေါ်မှာဘလူအတွေးတွေဝင်သလဲနှာခေါင်းကနမ်းရှူရတဲ့အနတ်ပေါ်မှာဘလူအတွေးတွေဝင်သလဲအစားအစာစားလို့လျှာပေါ်မှာ တွေးရှိလာတဲ့အရသာပေါ်မှာစိတ်ခံစားချက်နဲ့ဘယ်လိုအတွေးတွေဝင်လာသလဲ ကိုယ်ကာယမှာလာထိတွေ့တဲ့အထိတွေ့တွေနဲ့ပတ်သက်ပြီးစိတ်ခံစားချက်တွေဘလို့အတွေးတွေဝင်လာတယ်လဲအေးမျက်စိနာနာလျာကာယဆိုတာတွေအာယုံမဆိုင်တော့ဘဲနဲ့ဒီတိုင်းစိတ်ကူးရင်နေတဲ့အာယုံတွေပေါ်မှာလည်းပဲဘယ်လိုအတွေးတွေဝင်လာတယ်လဲလောဘတွေဖြစ်နေသလားဒေါသတွေဖြစ်နေသလားဆိုတာဒါကိုနေစင်တဲ့အမြစောင့်ကြည့်နေတဲ့ အလုတ်ကိုဝိပဿနာအလုတ်လို့ခေါ်တာစောင့်ကြည့်ကိုယ့်ကိုစောင့်ကြည့်ရအဲ့လိုကိုယ့်ကိုကိုစောင့်ကြည့်နေမယ်တဏှာရောက်ထိုင်ပြီးစောင့်ကြည့်ကြည့်ကိုယ့်ကိုတဏှာရောက်ထိုင်ပြီးစောင့်ကြည့်တဲ့အခါမျက်စိရှိမှညင်ညင်လာလေးမြင်လိုက်ရင်ဒေါသဖြစ်သွားသလားကိုမမြင်ခြင်းနဲ့အရာလေးမြင်လိုက်တဲ့အခါဒေါသဖြစ်သွားသလားတခါလေတိမ်တိမ်မွေးမွေးလေးဖြစ်တယ်နော် 多大岁数？他那个屋里呢？谁说的？什么好处？人家老一钱你们家境不说，多大？没年前不说的呀，多大的？啊，年前呢？说了，老板，没年前不说，多大的？离开了，地的边上那路是某年说什么样？哎，拿的话当家来的，家来的，过家境呢？当你家也为说的是。 ောက်ထပ်ကြားရင်လည်းစိတ်ပေါ်လာရင်လောဘပဲအဲ့လိုမဟုတ်ဘဲနဲ့မကြားချင်မှုဒီအတန်ကြီးကိုဆိုလို့ရှိရင်ဒေါသဖြစ်လာပြန်အနံလည်းထုတ်တူပဲအစားအစာလည်းထုတ်တူပဲခန္ဓာကိုယ်အထိတွေ့လည်းထုတ်တူပဲစိတ်ကူးချမ်းစီတဲ့အတွေးတွေခေါင်းထဲဝင်လာတဲ့အခါမှာလည်းပဲထုတ်တူပဲကိုတွေးမိတဲ့အတွေးဟာကိုကျင်တတ်တဲ့အတွေးလေးဆိုသဘောကျကိုစိတ်ညစ်စိတ်ညစ်တဲ့အတွေးလေးတွေးလိုက်တဲ့ဆိုရင် ေါသဖြစ်လာပြန်အဲ့တော့ဘဝနေစဉ်မှာစိတ်ဥဆောင်ပြီးတော့တွေးတောပြောဆိုခြံစည်းနေတဲ့လူရက်တရားအားလုံးကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီအခြေအနေမျိုးဖြစ်နေတာကအလွန်များတယ်ဒေဒီချာချာအာယုစိုက်ပြီးတော့ထိမ့်နိုင်သိမ့်နိုင်ပြီဆိုတဲ့အခါမှာလောဘဆိုတာမဝင်အောင် တားလာနိုင်တယ်ဒေါသဆိုတာမဖြစ်အောင်တားလာနိုင်တယ်အာယုဘုံမှာ မြင်တဲ့အာယုံပေါ်မှာမြင်တဲ့အတိုင်းတားလေးတစ်ခုမှပဲထားလိုက်တယ်လူကျင်တာလည်းမပါဘူးမုံတိတာလည်းမပါကြားတဲ့အတန်ပေါ်မှာလည်းပဲအတန်အာယုံအနေနဲ့ပဲထားလိုက်တယ်လူကျင်တာဆက်မစင်သာဘူးမုံတိတာဆက်မစင်သာဘူးအဲ့ဒါကိုမြတ်စွာဘုရားဒိဋ္ဌိဒိဋ္ဌဝိပဿနာလို့ခေါ်တယ်ဒိဋ္ဌိဒိဋ္ဌမတ္တဝိပဿနာမြင်တာကိုမြင်တဲ့အာယုံအတိုင်းတားနဲ့ပဲထားမယ်တော့ မြင်တာကိုမြင်တဲ့အာယုံတိုင်းတာနဲ့ဘယ်လိုထားရလဲလို့ဆိုရင်ခုနတတိနဲ့ဝီရိယနဲ့တမ္ပစင်ညဆိုတဲ့အသိပညာနဲ့ပေါင်းဆက်ပြီးတော့မြင်တဲ့အာယုံအဆင့်ပေါ်မှာအတွေးတွေနေမချဲ့ပဲနဲ့လောဘနဲ့မတွေးပဲနဲ့ဒေါသနဲ့မတွေးပဲနဲ့တဘာဝကိုတဘာဝအတိုင်းထားပြီးတော့တွေးမယ်ဆိုလို့ရှိရင်ဖြစ်လာတဲ့စိတ်တွေထဲမှာလောဘလည်းပါမလားဘူးဒေါသလည်းပါမလားဒီလိုဆိုလို့တယ်နော်အဲ့ဒါကို တမာအပြည့်ကြည့်မယ်ဆိုရင်ဘုန်းကြီးတို့တွေကဝိပဿနာတရားအထုတ်တယ်ဆိုတော့ရိတ်တာသွားမှအထုတ်ရတယ်ထင်အဲစခန်းဝင်ပြီးဆိုမှတော့ဝိပဿနာလုပ်အောင်မယ်အဲ့နေရင်တော့နေတဲ့သူတို့နေဆဲအထိပ္ပယ်မျိုးရအောင်အဲ့ဒါဟာလွလွဲမှမှုတစ်ခုပဲနော်ဘယ်နေရာမှာနေနေကိုယ်ရင်နဲ့နှလုံးထဲမှာလောဘမဖြစ်အောင်ထိမ့်တတ်ဖို့လောဘမဖြစ်အောင်ထိမ့်တတ်ဒီလိုနေရာမှာအထုတရားအထုတ်เสียတောင်မလို့ နော်ထုတရားအထုတ်တာထုတ်တဲ့အခါမှာထုတ်ပဲသို့သောတရားထုတ်တဲ့ချိန်မှသာထုတ်ရတာမဟုတ်ဘဲနဲ့ကိုယ်စိတ်ထဲမှာပေါ်လာတဲ့အာယုံလေးပေါ်မှာကြည့်ပြီးဟာငါလောဘဖြစ်နေပါလားဆိုတော့တိလိုက်တာနဲ့တပည့်နဲ့လောဘကိုထိမိတာဖြစ်သွားငါမှအမုန်းစိတ်တွေပေါ်နေပါလားဆိုတော့တိလိုက်တာနဲ့တပည့်နဲ့အမုန်းစိတ်ကနောက်ဆုတ်သွားအာယုံပြောင်းလဲပြီးတော့ထပ်ပေါက်တွေကိုရှာတတ်ရတယ် အဲ့လိုထွက်ပေါက်မရှာရင်တန်တရားဟုတ်ကလွတ်တဲ့ဆိုမှရှိဒီထဲမှာပဲတဝဲလည်းလေအမုံတန်တရားထဲမှာလဲနေမယ်နော်ဒီချစ်ခင်မှုမျက်နှာမှုတန်တရားထဲမှာပဲလဲနေမယ်ဒီထဲကနေပြီးတော့အလိုကြလိုက်အလိုမကြလိုက်အလိုကြ